Hello everyone. Welcome back to the Learningness English Language Center. My name is Teacher Sandy. ဒီနေ့ Teacher ပြပပေးသွားမယ့်အကြောင်းအရာလေးကတော့ adjective နဲ့ noun တွဲလေးတွေဖြစ်ပါတယ်။အဲအင်္ဂလိပ်စာကိုကျွမ်းကျင်စွာသုံးချနိုင်ဖို့အတွက်ဆိုရင်ဘာလို့အရေးကြီးတာဆုံးဆိုတဲ့အချက်လေးတွေကိုဒီ channel နဲ့တူလေ့လာကြည့်အောင်။သုံးချက်ရှိပါတယ်။တဘာဝကြပြီးတော့မှန်ကန်တဲ့ဘာသာစကားအသုံးလုံးရအောင်လို့ကူညီပေးတယ်။ဒုတိယချက်အတိပယ်ပုံမူတိကျစွာဖော်ပြပေးတယ်။ဘာသာစကားအဆင့်အတန်းကို မြင့်မားစေတယ်။ဥပမာဆိုရင် heavy rain လို့သုံးတယ်ဆိုလို့ရှိရင်ဒီချဲကိုငိုးရတယ်လို့ပြောတယ်။မိုးတားရွာတယ်ပေါ့နော်။အဲ့နေရာမှာဒီချဲကို strong rain လို့သုံးလို့မရဘူး။အဲ့တော့ adjective နဲ့ noun အတွဲလေးကအရေးကြီးပါတယ်။နောက်တစ်ခုကအဓိပ္ပာယ်ကိုပို့ပြီးတိကျအောင်ဖော်ပြပေးတယ်။ဥပမာဆိုလို့ရှိရင် coffee coffee ဆိုလို့ရှိရင်ဒါ coffee ပဲ။ဒါပေမဲ့ blue coffee ရော strong coffee ဒါဆိုလို့ရှိရင်ဒါကပို့ပြီးတော့ပြင်းတဲ့ coffee ပေါ့နော်။ adjective နဲ့ noun အတွဲလေးတွေကိုမှန်ကန်စွာအသုံးချလို့တက်လို့ရှိရင် Jerry ရဲ့အင်္ဂလိပ်စာပြောတာ ਨੇ ဒီစာရေးတဲ့နေရာမှာပို့ပြီးတော့တဘာဝကြာစီပါတယ်အဲ့ဒါတွေကိုဒီမှာသုံးလို့ရတယ်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့နေရာတိုင်းမှာသုံးလို့ရတယ် I need to take a quick shower before we go quick shower အမြန်ရေချိုးတာကိုပြောတာ I've had a long day at work long day စာရေးသားတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းသုံးလို့ရသေးတယ်။ Climate change is a major problem. ဒါဆိုရင်ဒါရေးတဲ့နေရာမှာသုံးတာပေါ့ The result was a bitter disappointment. Bitter disappointment. Now ten အလိုသုံးလေးဒီအနေနဲ့ breaking news global pandemic annual report strong recommendation ဒါတွေကတချို့တို့ adult learner တွေနဲ့ရင်းနှီးတဲ့စကားအသုံးလုံးတွေပေါ့နော်အဲ့လိုပဲ young learner တွေအတွက်ဆိုလို့ရှိရင်လဲ green plant thick book cold water hot mag ဲ့တော့ adjective နဲ့ noun အတွဲလေးတွေကိုသင်ကြရတာမခက်ပါဘူး။စာဖတ်နေရင်စကားပြောနေရင်လည်းဒီအတွဲလေးတွေကိုမှတ်မိအောင်လုပ်ပါ။မဆုစာအုပ်ထဲမှာချရေးကြည့်ပါ။ပြီးလို့ရှိရင်ကိုစကားပြောတဲ့နေရာမှာထည့်ပြီးတော့သုံးကြည့်။အင်္ဂလိပ်စာကိုလေ့လာရမှာစကားလုံးတစ်လုံးချင်းစီကိုဘာသာပြန်တာထက်သူတို့ဟာသူတို့တွဲလိုက်တွဲပြီးသား chunks လေးကိုလေ့လာရတာမှာပုံမထိရောက်ပါရဲ့အဲ့တော့ ဘယ်ဘယ်လို adjective နဲ့ noun အတွဲလေးတွေကိုသိသိလဲဆိုတာ comment မှာရေးပေးပါအောင်เนาะ see you at the next video bye bye